အခုလက်ရှိအချိန်မှာတော့ crypto market ကြီးလည်းနေရနေပါတယ်။အကြောင်းရင်းတွေကတခုကတော့ US ရဲ့စီချက်ခွန်နေတဲ့ဒူကဘာကုံတော်ရေးစစ်ပွဲတခုအစာပြိုးလာနေတာကြောင့်လည်းဖြစ်နေပါတယ်။ Trump သမရဖြစ်လာကစားမှာတော့ဈေးတွေတက်မြောင်ဖြစ်ခဲ့ပေမဲ့အခုတော့ crypto တွေလည်းအကြဘက်ကိုဥတည်နေပါတယ်။ဒါပေမဲ့ crypto တခုလည်းကြာနေရတော့မဟုတ်ပါဘူး။နိုင်ငံတော်တော်များများရဲ့ stock market တွေဆိုရင်လည်းအပြိုင်အဆိုင်ထိုးစင်းနေတာကိုတွေ့ရပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ နိုင်ငံကြီးတွေရဲ့ကုန်သွယ်မှုစစ်ပွဲတွေကြားကဘဲကွိုင်းနဲ့ခရစ်တိုမားကတ်အခြေအနေဘယ်ကိုဥတည်သွားနိုင်လဲဆိုတာကိုတက်ဆက်ပေးသွားမှာဖြစ်ပါတယ်။ Disclaimer အနေနဲ့ဒီနေ့တင်ဆက်ပေးတဲ့အကြောင်းအရာက ခရစ်တိုတွေကိုဝယ်ဖို့အတွက်အားပေးတာမျိုးမဟုတ်ပါဘူး။ခရစ်တိုတွေကအခုလက်ရှိအချိန်အထိရေတိုကာလမှာအတက်အကျကျန်တဲ့ assets တွေအဖြစ်ရှိနေဆဲဖြစ်ပါတယ်။ဒါကိုသတိကပ်ထားဖို့လိုပါတယ်ခင်ဗျာ။ crypto market အကြောင်းမပြောခင်မှာလက်ရှိ ကမ္ဘာမှာ စီချက်ခုနေနဲ့ပတ်သက်ပြီးတော့အပြအဆိုင်ဘာတွေဖြစ်နေကြလဲဆိုတာကိုသိထားဖို့လိုအပ်ပါတယ်။ Trump တမရဖြစ်ပြီးတော့မကြခင်မှာပဲတရုတ်အပါဝင်နိုင်ငံတော်တော်များများကိုစီချက်ခုနေတိုးကောက်ဖို့စတင်လာခဲ့တာကိုအားလုံးသိပြီးသားဖြစ်ပါလိမ့်မယ်။အခုအချိန်မှာတော့တိုက်ပွဲကပြင်းထန်လာနေတဲ့ကာလလို့ဆိုရမှာပါ။ဥပမာအနေနဲ့တရုတ်ရဲ့သွင်းကုန်တွေကို34ရာခိုင်နှုန်းတိုးကောက်ဖို့ကြေညာပြီးတဲ့အချိန်မှာပဲနောက်ထပ်50ရာခိုင်နှုန်းထပ်တိုးမယ်လို့ချင်းချောက်လာတာဖြစ်ပါတယ်။ တရုတ်ဘက်ကတော့ US ရဲ့အခွန်တိုးကောက်တာတွေကတသက်အနိုင်ကျင့်နေတာလို့လည်းပြောထားပါတယ်။ပြီးတော့အစုံတိတိုက်ပွဲဝင်သွားမယ့်အကြောင်းလည်းပြောထားတာကိုတွေ့ရပါတယ်။အခုလက်ရှိအချိန်မှာတရုတ်ရဲ့ stock market ကိုကြည့်မယ်ဆိုရင်လည်း2008ခုနှစ်နောက်ပိုင်းမှာအဆိုးဆုံးအခြေအနေတစ်ခုကိုရင်ဆိုင်နေရတာဖြစ်ပါတယ်။တရုတ်ရဲ့ငွေကြေးဖြစ်တဲ့ yuan ရဲ့အခြေအနေကိုကြည့်မယ်ဆိုရင်လည်းနှစ်နှစ်တာကာလအတွင်းမှာအဆိုးဆုံး level တစ်ခုကိုရောက်နေတာဖြစ်ပါတယ်။ ဒါ့အပြင် EU နိုင်ငံတွေကလည်း US ကိုတံပြန်စီးချက်ခွင့်တွေတိုးကောက်ဖို့ကြေညာတာမျိုးတွေရှိတယ်။ဒီထဲကမှနိုင်ငံ80လောက်ကတော့ US နဲ့ညီနိုင်ဆွေးနွေးဖို့အတွက်ကန့်လန့်ထားကြောင်း US ဘက်ကနေပြီးတော့ထုတ်ပြောထားတာကိုတွေ့ရပါတယ်။ဒါကတော့လက်ရှိကုံတော်ရေးစစ်ပွဲတွေအစပြုနေတဲ့အခြေအနေတွေလို့ယူဆလို့ရပါတယ်။ဒီလိုအခြေအနေတွေကြားထဲမှာ crypto market ရဲ့အခြေအနေကိုကျွန်တော်တို့အပိုင်းနှစ်ပိုင်းခွဲပြီးတော့လေ့လာကြည့်ရအောင်ပါ ရေရိုကာလာမှာတော့ကျင်ညာချက်တွေတခုထွက်လာတိုင်းမှာဈေးတွေကအတဲအကျကျန်းနေတာမျိုးတွေကိုကြုံရနိုင်ပါတယ်ဒီကာလာမှာယင်းနှမြုံနေမဲ့သူအများစုကလည်းအတဲအကျကျန်းနေတဲ့ crypto တွေပါယင်းနှမြုံနေတာထက်ရွှေလိုမျိုး assets တွေပါယင်းနှမြုံနေမှုပဲတွေးကြမှာဖြစ်ပါတယ်ဒါကြောင့်ရေရိုကာလာမှာတော့ crypto market ကြီးကလည်းအရန်ကောင်းမွန်နေမဲ့အခြေအနေတခုအနေအထားတခုကိုတော့အခုလက်ရှိအခြေအနေအထိမတွေ့ရသေးပါဘူးခင်ဗျာအခုလက်ရှိအချိန်မှာ FI and Greek Index ရဲ့ data တွေကိုပြန်ကြည့်မယ်ဆိုရင်လည်း ဖီယာကာလာလူတွေအကြောက်တရားကြီးစိုးနေတဲ့ကာလာတစ်ခုဖြစ်ပါတယ်ဒီလိုမျိုး အကြောက်တရားတွေကနေပြီးတော့ရောင်းအားတွေတိုးလာစေပြီးတော့ market crash ကိုလည်းပို့ပြီးတော့ဖြစ်လာစေတဲ့အကြောင်းရင်းတွေကတစ်ခုလည်းဖြစ်ပါတယ်ဆိုတော့ရေရှည်အတွက်လည်းကျွန်တော်ပြန်ပြီးတော့ဆွေးနွေးကြည့်အောင်ပါ crypto တွေအထူးသဖြင့် bitcoin နဲ့စပေါ်လာတဲ့ရည်ရွယ်ချက်ကိုကြည့်မယ်ဆိုရင်ကမ္ဘာမှာစီးပွားပြက်ကက်ဖြစ်သွားပြီးတော့နိုင်ငံသုံးငွေကြေးတွေရဲ့ဖောင်းပွားမှုတွေကနေလွတ်မြောက်ဖို့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ထွက်လာခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ် အခုလက်ရှိအချိန်မှာအခွန်စည်းချက်မှုတွေနဲ့အတူနောက်ဆက်တွဲအနေနဲ့နိုင်ငံသုံးငွေကြေးတွေရဲ့ဖုံးပွားမှုအန္တရာယ်ကလည်းကပ်ပြီးတော့ပါလာပါတယ်။ဒါကိုလည်း JP Morgan ရဲ့ CEO Jamie Dimon ကနေပြီးတော့ဗောနော်မကြာသေးခင်ကအခွန်စည်းချက်မှုတွေကနေတဆင့်နောက်ဆက်တွဲငွေကြေးဖုံးပွားမှုတွေပို့ပြီးတော့တိုးလာစေနိုင်မယ်လို့လည်းသုံးသပ်ထားတာကိုတွေ့ရပါတယ်။အကယ်၍သာဒီကုန်သွယ်ရေးစစ်ပွဲကပို့ပြီးတော့အချိန်ကြာလာမယ်ဆိုရင်စီးပွားရေးမတည်ငြိမ်မှုတွေဖြစ်မဲ့နိုင်ငံသုံးငွေကြေးတွေကလည်း ဖောင်းပွားမှုတွေဖြစ်နေမဲ့ဆိုရင်ဒီလိုမျိုးအရာတွေကနေကင်းလွတ်ဖို့အတွက် Bitcoin အပါဝင် Crypto တွေကအကာအကွယ်တစ်ခုအဖြစ်ရွေးချယ်လာတာမျိုးတွေလည်းဖြစ်နိုင်ပါတယ်။ရှေ့ရကကျွန်တော်တို့ US Stock Market ကနေပြီးတော့ဒေါ်လာ3.25 trillion ထွက်သွားတဲ့အချိန်ပါဗောနော် crypto market တဲ့ကိုဒေါ်လာ5.4 billion ဝင်လာခဲ့တာမျိုးရှိတယ်ဆိုတာကိုလည်းကျွန်တော်တွေ့ကြရတယ်ဒါကိုလည်း Watcher Group ရဲ့သတင်းဌာနကနေပြီးတော့ပေါ်ပြထားတာတွေ့ကြရပါတယ်ဒီလိုမျိုးပေါ့နော်ယင်းနှမြုံနံသူတွေကသူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေပိုင်ဆိုင်မှုတွေကို capital shift လောက်တာမျိုးတွေလည်းတွေ့လာရနိုင်တယ်ပြောရရင်တော့တစ်ခုကနေတစ်ခုကိုပြောင်းပြီးတော့ရင်းနှီးမြှုပ်နှံတာတွေကဒီလိုအခြေအနေတွေဒီလိုကာလတွေမှာကြုံတွေ့လာရနိုင်ပါတယ်ဘီလီယံနာတယောက်ဖြစ်တဲ့ Mackie Van ကတော့ don't say it it will come back ဆိုပြီးတော့ပြောထားတယ်မယောင်းကြနဲ့ဈေးတွေပြန်တက်လာမယ်ပေါ့နော်ဒါပေမဲ့နောက်ဆက်တွေပြောထားလေးတကူက I just don't know how long it will take ဆိုပြီးတော့ပြောထားတယ်။ဘယ်ချိန်မှပြတ်တက်မယ်ဆိုတာ तू လည်းမသိဘူးပေါ့နော်။ဒါကြောင့်မလို့ဒီအချိန်ကဘာလို့အသင့်နေဆိုတာကိုယ်တိုင်မှဆုံးဖြတ်ရမယ့်အချိန်တစ်ခုဖြစ်ပါတယ်။ဘယ်သူမှကြုံပြီးတော့မသိကြပါဘူး။ Jin Kramer ကတော့ပြောထားလေးတစ်ခုက Stock Market ကတဲ့အခုလက်ရှိအခြေအနေထက်နောက်ထပ်20ရာခိုင်နှုန်း crash ဖြစ်လာနိုင်တယ်လို့ခန့်မှန်းထားတယ်။ဒါပေမဲ့လည်းဒီအရာနဲ့ပတ်သက်ပြီးတော့ panic မဖြစ်ဖို့လည်းသတိပေးထားတယ်ပေါ့နော်။ ဒါလက်ရှိ level ကနေ20ရာခိုင်နှုန်းသာဆက်ပြီးတော့ crash ဖြစ်မယ်ဆိုရင်တော်တော်ဆိုးတဲ့အခြေအနေတွေကိုရောက်လာနိုင်ပါတယ်။နောက်ထပ်တစ်ချက်တစ်ခုအနေနဲ့ကတော့တရုတ်နဲ့ရုရှားအပါအဝင်ပေါ့နော် brace အဖွဲ့ဝင်နိုင်ငံတွေက US ဒေါ်လာရဲ့လွှမ်းမိုးမှုကို short ချဖို့စ조사လာနေရတွေရှိပါတယ်။ဒါကြောင့်မလို့နေဆက်ဖြစ်ကျော်ငွေလွှဲမှုတွေမှာ US ဒေါ်လာအစား crypto တွေကိုအသုံးချလာတာမျိုးတွေလည်းတွေ့လာရနိုင်တယ်။ဒီလိုကနေတစင် crypto တွေကနေရာတစ်ခုရလာတာမျိုးတွေကိုတွေ့လာရနိုင်ပါတယ်။ အခုအချိန်ကမုံတိုင်းထန်ပြီးတော့လိုင်းကျမ်းမှုအစပြုံးနေတဲ့ကာလတခုလည်းဖြစ်နိုင်တာကြောင့်မလို့တတိနဲ့နေတဲ့ကာလတခုဖြစ်ပါတယ်။ Investor တွေအထူးသဖြင့်ဝေးရေဘဲကိုရွေးချယ်မလဲဆိုတဲ့အပေါ်မူတည်ပြီးတော့လမ်းကြောင်းကပြောင်းသွားနိုင်တာမျိုးတွေဖြစ်လာနိုင်တယ်။ပြီးတော့ကမ္ဘာစီးပွားရေးမူဝါဒနဲ့ပတ်သက်တဲ့အပြောင်းအလဲတွေ Crypto Market ရဲ့အတက်အကျတွေကိုလည်းသတိထားစောင့်ကြည့်နေတဲ့ကာလတခုပါ။ဒီလိုမျိုးမျက်ခြေမပြတ်စောင့်ကြည့်နေမယ်ဆိုရင်ကျွန်တော်တို့ပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေကိုကောင်းကောင်းမွန်မွန်ချမှတ်နိုင်မယ်။ ပြီးပြီးဆိုရင် investment နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်တို့အခွင့်အလမ်းတွေကိုအမြဲတွေ့နေနိုင်မဲ့ကာလတစ်ခုဖြစ်ပါတယ်။ရဲ့ချင်းမပြတ်ဖို့အတွက်ဆိုရင်တော့ crypto ဈေးအတက်အကျတွေကိုသိဖို့အတွက် Binance လိုမျိုး crypto exchange တွေမှာ price align ယူထားတာမျိုးတွေလုပ်လို့ရတယ်။နောက်တစ်ခုက Ace တို့ Binance Square လိုနေရာမျိုးတွေမှာ crypto နဲ့ပတ်သက်တဲ့သူတွေဘာအကြောင်းအရာတွေကိုမျှဝေနေကြလဲ၊ဘာအကြောင်းအရာတွေဆွေးနွေးနေကြလဲဆိုတဲ့အပေါ်မူတည်ပြီးတော့လဲကျွန်တော်တို့အမြဲမပြတ်စောင့်ကြည့်နေတဲ့ ခရစ်တိုနဲ့ပတ်သက်တဲ့သတင်းတွေကိုလည်းမြန်ခရစ်တိုကနေတောက်လျှောက်တင်ပေးသွားနိုင်အောင်ကြိုးစားပါမယ်။ဒါကြောင့်ခရစ်တိုနဲ့ပတ်သက်တဲ့ update သတင်းတွေကိုသိချင်တဲ့ဆိုရင် channel ကို subscribe လုပ်ထားလို့လည်းရတယ်။ပြီးတော့ investment နဲ့ပတ်သက်တဲ့သိထားသင့်တဲ့အကြောင်းအရာတွေကို Binance Academy လိုနေရာမျိုးတွေမှာလေ့လာလို့လည်းရတယ်။အခုအချိန်က investment တစ်ခုမလုပ်ခင်မှာပညာဖြစ်ရမယ့်ကာလဒီအရာနဲ့ပတ်သက်ပြီးတော့လေ့လာလို့ကောင်းတဲ့ကာလတစ်ခုဖြစ်ပါတယ်။အတွေ့အကြုံတွေကနေပြီးတော့သင်ခန်းစာယူလို့ရနိုင်တဲ့ကာလတစ်ခုပေါ့နော်။ ဘာမှာဖြစ်ပြက်နေတဲ့အကြောင်းအရာတွေကိုပြန်ကြည့်မယ်ဆိုရင်လည်းမျိုးစုံကြိုးကုန်ဖြစ်နေတာဖြစ်ပါတယ်။အခုတမျိုးတော်ကြတမျိုးစီချက်ခွန်တွေကလည်းအခုတိုးလိုက်ခဏနေရောသွားလိုက်နဲ့အပြိုင်ဆိုင်ပြိုင်ဆိုင်နေကြတဲ့အင်အားပြိုင်နေကြတဲ့ကာလတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီကာလမှာကမ္ဘာစီးပွားရေးအခြေအနေတွေ၊ PPC market ရဲ့အခြေအနေတွေကိုလေ့လာပြီးတော့ပိုကောင်းတဲ့ investment တွေချနိုင်ဖို့ညွှန်လင်းပါတယ်။အားလုံးပဲ trade တိုင်းမြတ်ကြပါစေခင်ဗျာ။